Hey guys, welcome back. အခုမဆူရလီလာရမယ့်စကလုံးလေးကတော့နေရာတိုင်းမှာပေါ့နော်။ရန်စိုးမိုးလွန်းနေတယ်။ရန်စိုးမိုးနိုင်ဖြစ်တယ်ပေါ့နော်။အခုခေတ်စကားနဲ့ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒါကိုဘယ်လိုပြောလဲဆိုတော့ ubiquitous လို့ပြောတယ်။ ubiquitous ubiquitous okay ubiquitous means being everywhere okay being everywhere ညရန်တူတူကြီးပဲတွေ့နေပေါ့နော်နေရာတိုင်းမှာပေါ့နော် So, for example, toxic people are ubiquitous. You can't really avoid them. တကယ်စိတ်တော့ဖြစ်စေတဲ့လူတွေကအမြဲတမ်းနေရာတိုင်းမှာရှိတယ်ဘယ်တော့သွားရှိနေမှာပဲအဲဒီတော့သူတို့ကိုတော့ဘယ်မှရှောင်လို့ရမှာမဟုတ်ဘူးပေါ့နော် and the next example says friends are also ubiquitous when you open your mind and heart they're not သင်ရဲ့နှလုံးသားနဲ့ အာစိတ်ကိုဖွင့်ထားရဆိုလို့ရှိရင်တငယ်ချင်းတွေကနေရာတိုင်းမှာရှိပါတယ်တဲ့ you can be friends with every everyone because everyone people are ubiquitous friends can be ubiquitous as well okay အဲ့တော့ ubiquitous ဆိုတဲ့စကားလုံးလေးကိုသုံးပြီးတော့စာကြောင်းတစ်ကြောင်းကြီးကြည့်မင်းအဲ့စာကြောင်းလေးကဘာလဲဆိုတော့ TikTok ကစားတဲ့သူတွေကနေရာတိုင်းမှာတော့တဲ့ဒီစာကြောင်းလေးကို English လို့ဘာသာပြန်ပြီးတော့အောက်က comment မှာရေးမယ်အဲ့တော့ TikTok ကစားတဲ့သူတွေကိုဘယ်လိုပြောလဲဆိုတော့ TikTok course လို့ပြောတယ်နေရာတိုင်းမှာအမြဲတမ်းတွေ့နေရတယ်ဆိုတော့ you pick a test လို့ပြောတယ် okay at the dot thank you very much for watching this video and we will see you next time